အလုံးမဲမင်္ဂလာပါရှင်မြန်ခရီတိုကနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ပထမအဦးဆုံးသတင်းတပုတ်အနေနဲ့ဆူအီဘော်က CDDX ကနေဒေါ်လာ900မီလီယံကျော်အခုခံရဆွဲသတင်းနဲ့အတူကိုပိုင်ဘလော့ချင်းထောင်းတော့မဲကဘာဘောလုံးအဖွဲချုပ်ဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်မြန်မာကတော့စီစဉ်တင်ဆက်သူကီကီပါ ထမအဆုံးသတင်းတပေါ်အနေနဲ့ဆူယီဘောကစီတက်ဒီ X ကနေဒေါ်လာ200မီလီယံကျော်အခုခံရဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။မေလ22ရက်နေ့ညနေပိုင်းမှာဆူယီဘလော့ချင်းဘောက DX တစ်ခုဖြစ်တဲ့စီတက်ဟက်ခံလိုက်ရပြီးဒေါ်လာ200မီလီယံအထိပါသွားကြောင်းသိရပါတယ်။လူကရတီပူးတဲ့ကနေဒေါ်လာ200မီလီယံဘို့ asset တွေပါသွားခဲ့ပေမဲ့စီတက်တင်ကတော့ဒါဟာ batch ဖြစ်တာဖြစ်ပြီးဟက်ခံရတာမဟုတ်ကြောင်းပြန်ညင်းထားပါတယ်။ဘတ်ကြောင့်ပဲဖြစ်ဖြစ်ဟက်ကြောင့်ပဲဖြစ်ဖြစ် အခုခံလိုက်ရတဲ့ asset တွေကဒေါ်လာ100မီလီယံနီးပါးကတော့ Ethereum blockchain ပေါ်ကိုလွှဲပြောင်းခံလိုက်ရပြီဖြစ်ပြီးလက်ခံ wallet ဟာလည်းအရင်က transaction တခုမှမရှိခဲ့ဘူးသေးတဲ့ wallet အသေးစက်တစ်ခုဖြစ်ပါတယ်။တကယ်တော့အခုလိုဟက်ခံရတာဟာမေလ22ရက်နေ့မှစခဲ့တာမဟုတ်ပါဘူး။မေလ22ရက်နေ့မှတည်းက CTAP ပေါ်မှာ transaction တွေတိတိတသားတက်နေခဲ့တာဖြစ်ပြီးတရတဲ့အတွင်းမှာတင်မဲ့ဒေါ်လာ320မီလီယံပေါ်အထူး transaction တွေရှိခဲ့ပါတယ်။ ဒီလိုရုတ်တရက်ထွက်စီရှင်တွေထိုးတက်တာဟာဟိုက်ကာတွေအနေနဲ့ငွေတွေထုတ်နေကြတာဖြစ်နိုင်ပြီးမေလ20ရက်နေ့ညနေပိုင်းလောက်မှာတတိထားမိကြတာဖြစ်ပါတယ်။ဒီလိုစီတက်ဟက်ခံရတဲ့ကိစ္စကြောင့်စုရီရဲ့ဈေးတွေလည်းထိုကျသွားခဲ့ပေမဲ့မကြခင်မှာပြန်တက်လာနိုင်ခဲ့ပါတယ်။စုရီအပြင်စုရီဘလော့ချိန်ပေါ်မှာတည်ဆောက်ထားတဲ့ token တချို့လည်းဈေးတွေကျသွားခဲ့ပြီး EXO ဆိုတဲ့ token ဆိုရင်69.5ရာခိုင်နှုန်းအထိကိုဈေးကျသွားခဲ့ပါတယ်။ ဒါပြင်စီတက်တင်ဘက်ကဘက်လို့ပြောခဲ့တဲ့ကိစ္စဟာလေ community ကြားမှာမေကွန်ထုတ်စရာဖြစ်နေပြီ။တမနစ်ကိုဒေါ်လာ1မီလီယံနှုန်းနဲ့ asset တွေ Ethereum ပေါ်အရွေးခံနေရတာကိုကြည်နေရတာပါ။ဒီလောက်ဖြစ်နေပုံထားရင်တော့ batch လေးတစ်ခုထပ်ပို့တဲ့ဇက်လန်ရှိနေပုံပဲလို့ AML ဘောဘက်ကပြောရေးဆိုခွင့်ရှိသူတယောက်ကဆိုထားပါဗျ။စီတက်ဘက်ကတော့ smart contract တွေကိုလုံခြုံရေးအရာခဏရန်နာထားကြောင်းနဲ့စုံစမ်းစစ်ဆေးမှုတွေလုပ်နေကြောင်းကလွှဲရင် update တင်ထားတာမျိုးဒီသတင်းရင်းနေတဲ့အချိန်ထိတော့မတွေ့ရသေးပါဘူး။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကိုပိုင်ဘလော့ချိန်ထောင်းလုံးမဲ့ကမ္ဘာဘောလုံးအဖွဲ့ချုပ်ဆွေသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ကမ္ဘာဘောလုံးအဖွဲ့ချုပ်ဖီဖာလည်းကိုပိုင်ဘလော့ချိန်ထောင်းပါပြီ။ဂိမ်းမင်းပိုင်းမှာနာမည်ရလာနေတဲ့ Avalanche နဲ့ပူးပေါင်းပြီးကိုပိုင်လေယာဝမ်ဘလော့ချိန်တစ်ခုဖန်တီးသွားမှာဖြစ်ပြီး NFT တွေနဲ့ Digital Fan Experience နဲ့အတူရည်ရွယ်ကြောင်းသိရပါဗါတယ်။ FIFA ရဲ့ဘောလုံးပရိသတ်အရေးအတက်ဟာကမ္ဘာနဲ့တဝမ်းမှာ5ဘီလီယံလောက်အထိ ဒီလူတွေအကုန်သား FIFA ရဲ့ blockchain ကိုတုံးလာမယ်ဆိုရင် network မကျသွားစေဖို့အတွက် avalanche ကိုရွေးချယ်ခဲ့တာဖြစ်ကြောင်းလည်းသိရပါတယ်။ FIFA ဟာအခုနောက်ပိုင်းမှာ crypto ဘိုင်းကိုအတော်လေးပါဝင်လာနေပြီး FIFA rival ဆိုတဲ့ world game တစ်ခုဟာလည်းမကြခင် mobile phone တွေပေါ်ရောက်လာတော့မှာပါ။ဒါပြင် Ogram blockchain ပေါ်မှာဖန်နေထားတဲ့ NFT collection နဲ့ NFT marketplace ကိုလည်းကိုယ်ပိုင် blockchain အတစ်ပေါ်ကိုရွှေ့ပြောင်းလာတော့မှာဖြစ်ပါတယ်။ ဒီဘလော့ချိန်အသေးနဲ့ပတ်သက်တဲ့အနာဂတ်အစီအစဉ်တွေနဲ့စီးပွားရေးဆိုင်ရာကိစ္စတွေကိုရေးဆွဲထားပြီးဖြစ်ပေမဲ့ public ကိုချပြသေးမှာမဟုတ်ကြောင်းလည်း FIFA ဘက်ကဆိုထားပါတယ်။ FIFA ရဲ့ဘလော့ချိန်သာအောင်မြင်လာပြီး FIFA အောက်ကနာမည်ကြီးဘောလုံးအသင်းတွေသာ NFT တွေဘလော့ချိန်ဤပညာတွေအခုထပ်ပို့ပြီးကြဲကြဲပြန့်ပြန့်သုံးလာကြမယ်ဆိုရင်ဘလော့ချိန်ဤပညာဟာဘောလုံးနယ်ပယ်မှာလည်းတွင်ကျယ်လာအောင်ပါပါ။ဒါကတော့မြန်ခရစ်တိုကနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကောင်းသောနေ့လေးဖြစ်ပါစေရှင်။